မိုးအနေနဲ့ရိုက်ကွင်းကိုရောက်တာအစားတွေဖြစ်တယ်ပြီးတော့တရုတ်ဆောင်နဲ့ပတ်သက်ပြီးအစိမ့်သက်သက်လို့ဖြစ်နေတဲ့ကြောင့်တော်တော်လေးတော့အာဘယ်ပါမယ် လေးလေးပြရမယ်အာစိမ့်လို့ဖြစ်နေပေါ့နော်ဒါပေမဲ့ရိုက်ကွင်းကတကယ်အစီနီယာအကူတွေအမတွေပြီးတော့ဒီရိုက်ကွင်းထဲရှိတဲ့ဒီအကုံကမို့အများကြီး sporting ပေးကြရယ်ပြီးတော့မိသားစုလို injury ဆန်ပေးရယ်ဆိုတော့ senior တွေနဲ့တည်ယူဆောင်ဆိုသူတို့စိတ်မပြည့်စီအောင်မိုးဘက်ကလည်းအသက်နိုင်ဆိုအကောင်းဆုံးတေချာလေးအကြိုးစားပြီးတော့တည်ယူဆောင်နေရယ်ခုလက်တော့မိုးရိုက်ကွင်းလေးလုပ်ရယ်ပြီးတော့ photo shoot တွေနဲ့ရှိရယ်ကိုမရှင်လေးလည်းလုပ်ရပါတော့ပြီးတော့တစ်ဖက်အကြောင်းလက်တက်နေရယ်ပါနော် ်ဆလန်ဒရီလေးအခုရိုက်နေပါတယ်ရှင်မိုးအနေနဲ့ရိုက်ကွင်းကိုရောက်ခါစားလေးဖြစ်တယ်ပြီးတော့တရုတ်ဆန်နဲ့ပတ်သက်ပြီးအစိမ့်တက်တက်လို့ဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးတော့အာဘယ်ပါမလဲ ဘယ်လိုပြောရမလဲအဆိုင်လို့ဖြစ်နေပေါ့နော်ဒါပေမဲ့ရိုက်ကွင်းကတကယ်စီနီယာအကူတွေအမတွေပြီးတော့ဒီရိုက်ကွင်းထဲရှိတဲ့ဒီအကုံကမိုးအများကြီးစပူတင်ပေးကြရယ်ပြီးတော့မိသားစုကိုနျူထရီဆန်ပေးရယ်ဆိုတော့မိုးကနေရအစ်စ်တစ်ခုရောက်လာရင်လည်းနည်းနည်းရှင်းတက်ပြီးတော့အစ်စ်စကားမပြောတတ်သေးမှာပါတယ်ပေါ့နော်ဆိုတော့အရင်ဒီဘောင်းနဲ့စကားကြီးပြောရယ်တကယ်မိသားစုကိုနျူထရီပေးရယ်ပေါ့နော်ဆိုတော့အဲ့တည်းလေတကယ်အပြောပါရယ်ခုမဆိုင်ရိုက်ကာလာဆိုတော့အတွေ့အကြုံကြီးကတော့ ်ပြောမယ်အများကြီးတည်ယူရတယ်လေ့လာရတယ်အပြီးလို့ရှိရင်အရှေ့ဆီနီယာတွေတည်ယူဆောင်နေတာကိုအများကြီးအကြည့်နေရတယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့ซีเนียร์นี่เตียวส่งဆိုသူတို့စိတ်မပြတ်စီအောင်မိုးဘက်ကလည်းအတတ်နိုင်ဆိုအကောင်းဆုံးတေချာလေးအကျိုးစားပြီးတော့တေယူဆောင်နေတယ်ပြီးတော့ဘေးကလည်းအမြဲ Sporting ပြည့်ရေပေါ့နော်တခြားအာ ဒီလိုညီမလေးဒီလိုတေးဥဆောင်လိုက်ဒီလိုဆိုဒီလိုလောက်တာတောင်းရဲ့အတန်နဲ့မိကဘလို့အများကြီးတင်ပြပေးရပေါ့နော်တကယ်တကယ်တကယ်ကြီးစုတင်ပါလေဟိုဘလို့ရမယ်အစိမ့်တသက်ဖြစ်နေလို့ဆိုပေမဲ့တကယ်မိသားစုကိုမျိုးထရေပေးရအတွက်တကယ်အားကြီးစုတင်ပါလေပထမစစချင်းဝင်ရက်ဆိုရင်တော့ဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျလို့ရှိရင်တော့ဒီလိုနေသားကြွားရဲပြီးတော့အာ ဖွင့်ပါမယ်သူကင်မရာဖလူသွားပုံလေးလည်းပြီးပါရဲ့တို့ကြောင့်တော့ mirror မိသားတို့ကြားကြားတော့ကြားပါရဲ့ဒါပေမဲ့လည်းအများကြီးတင်စရာကြီးလေးလာစရာကြီးများရှိနေပါသေးတယ်။ဟိုးငငယ်ရောတော့အဲ့ဖြစ်ချင်တဲ့တည်းမပါဘူးဒါပေမဲ့မိုးရုပ်ရှင်ကြည့်ရတော့ရမ်းကြိုက်တာရမ်းကြိုက်တာဆိုတော့ငငယ်လေးရဲ့တတိထားမိရတယ်ရုပ်ရှင်ကြည့်ရကြိုက်တယ်စောက်ဖက်ရကြိုက်ဆိုတော့အာတကူကူဆိုလို့ရှိရင်လည်းပြောလိုက်လို့ရှိရင်တော့တည်ရမြင်နေပေါ့နော်မြင်လေထဲပဲပါပေါ့နော်ဆိုတော့ ကြည်လာစေပါအများကြီးဒီကြိုင်လည်းအများကြီးရှိပါတယ်အခုလောလောဆယ်ရိုက်တဲ့ထဲမှာတော့သူနဲ့တော့မတွေ့ရသေးဘူးပေါ့နော်သူသူစမွေးဖြီနေဆိုတော့သူနဲ့တော့မတွေ့ရသေးဘူးဒါပေမဲ့ရင်ကြည်ပီးတာပါကိုညုံမလေးကတကယ်ကိုထအများကြီးအများကြီးကားကြီးအများကြီးရိုက်ထားတယ်ကိုရဲ့ senior လို့ဖြစ်နေဘူးပေါ့နော်ဒီရုပ်ရှင်ဘက်ကတော့ဆိုတော့ကိုရဲ့ senior ပဲသူကအာသူစီကလည်းအများကြီးတင်ပြရတယ်ပြီးတော့ပပကလည်းအာတမိမကြောက်နဲ့လှုပ်လှုပ်လှုပ်ရအောင်လှုပ်ဆိုတော့ပြီးတော့ encourage ပေးရပေါ့နော်ဆိုတော့အဲ့တော့လည်းဒီကြည့်စစ်တင်ပါ ခုကအစဆိုတော့အခက်ခဲဖြစ်စီလားဆိုတော့အခက်ခဲမှာတော့ပါတယ်ဒါပေမဲ့အဲသူတို့ပြောရဟောင်းရင်းနဲ့တကြတော့အကောင်းဆုံးတော့အာမိုးနေနဲ့ဒီကနေ့တေချာလေးစူးစမ်းပြရိုက်တယ်ပေါ့နော်ပြီးတော့လိုအပ်လိုအပ်လာအများကြီးပြန်ပြီးတော့ feedback ပြန်ပြန်တောင်းတယ်ပြန်တောင်းလို့ရှိရင်လိုအပ်တယ်ဆိုရှင်ကိုကောင်းအောင်ပေါ့အပို့ပြီးတော့ niche set character နဲ့အကောင်းဆုံးတူအောင်เนาะစူးစမ်းပြရထားပါရဲ့မာယွန်းလေးရှိလို့ရှိရင်လည်းပြလို့ပြကြပါတစ်ခါတစ်ခါပြန်လို့ရတာကဘလို့ຢာလေးဖြစ်လို့ဆိုရင် ဒီခါကျရင် dialogue မိပါကိုအရင် stress အရင်ညာဝိုင်းရှိကြလို့ရှိ dialogue မိပါမိပါတိုင်းရှိတယ်ဆိုတော့အဲ့ဒီကြလို့ရှိရင် senior ကကိုရေမိုင်ကပြန်နေပြီးတော့ဒီအကြောင်းရောင်းနားလည်အောင်ဖတ်လိုက်ဖတ်လိုက်ပြီးတော့လို့ရှိရင်ကိုစိတ်ထဲမှာဒီ flow တွင်းနေဝင်အောင်ပေါ့နော်ကိုစိတ်ထဲမှာမှတ်ပြီးတော့အာကိုကို flow တိုင်းပဲကိုပြောကိုမှုနဲ့ကိုပြောပေါ့နော်ဆိုတော့အဲ့လိုအများကြီးတင်ပြီးရဲဆိုတော့တကယ်တကယ်ကျစ်စစ်လည်းမဟုတ်ဘူးဘာလို့လဲ ်သွားခြင်းဆိုတော့နည်းနည်းအာမရင်းကြီးလို့ရှိရင်စာရီပဲခေါင်းထဲမှာဂျမိတ်မှာဆိုလို့ senior ကိုအနောက်ရှက်ချင်မှာဆိုလို့ဆိုရစာရီပဲခေါင်းထဲမှာမှတ်ထားတော့ဒါကြရင်တစ်ခါတစ်ခါပြန်ရကြဘာလို့အဲ့လိုဖြစ်တာလဲပေါ့ဟောဘာလို့ဖြစ်တာလဲစာရီပဲမှတ်ထားရဲ့အဲ့မှာ စီနီယာရဲ့ပြောရမှာစာရီးပဲကျလုံးချင်းစီမမှတ်ထားနဲ့ဒီ flow ဒီအောင်နားလည်အောင်ဖတ်နားလည်အောင်ဖတ်ပြီးလို့ရှိရင်ဒီတိုင်းကိုမှကိုယ့်ကိုဖြည့်ဆွတ်ပြည့်စုံတာပဲဖြစ်ကိုယ့်ရင်မှုကိုယ့်ကိုယ့်ကိုယ့်မှုခံစားရလို့ပြောပေါ့နော်အဲ့ဒါဆိုပို့ပြီးလဲအသက်ဝင်တယ်လှုပ်ယူပြလို့ရှိရင်တကယ်တည်ဆောင်နေတာဖြစ်နေတယ်ပေါ့နော်လှုပ်ယူပဲနဲ့ပို့ပပါလဲ natural sensation လေးပါလို့ရှိရင်ကြည့်ရတဲ့လူကလည်းတည်ဆောင်နေမှမသိပဲနဲ့အာတဘာဝအတိုင်းလေး natural တကယ်ဖြစ်နေရဆိုပြီးတော့ခံစားရမယ်ပေါ့နော်ဆိုတော့အဲ့လိုအများကြီးအသေးစိတ်သင်ပေးရဲ့ကိုတကယ် ရဲ့ဂရီထဲရောက်သွားမှဒါတော့ပြောရမယ်ဆိုရင်သင်ရင်းတွေရလာပြီးပညာရေးပေါ့နော်အာတကယ်တကယ်ပြီးသွားမယ်အဖုံးပြန်တိုင်းဘူးပေါ့နော်မူတက်ကြောအဖုံးပြန်လာတယ်အများကြီးတည်နေရပါတယ်ရင်းမတုံဒါမဲ့အဲ့လိုစိတ်ပူတာတစ်ခုပဲရှိတာဗာ dialogue လေးမှာဆိုပြီးစိတ်ပူနေအစိတ်ပူလေးပိုမိလေးဆိုတော့နောက်ဆုံးတော့စိတ်မပူတော့ရရဒီအကြောင်းရရရပြီး chill ဆိုပြီးနေပြီးရောက်လေအကောင်းဆုံးကျစားပါတယ်